ပိုင်ဆိုင်မှုကဘလောက်မသေးကြမရေရာလဲဆိုလို့ရှိရင်တခိုးတယောက်ကကိုရှာဖွေဆူဆောင်းထားတဲ့ဥစ္စာပစ္စည်းတွေကိုကိုမသိအောင်ယူလိုက်ယုံကလေးနဲ့အဲ့ဒါဟာကိုဥစ္စာမဟုတ်တော့ဒီချာစဉ်းစားကြည့်ကိုမသိအောင်ယူလိုက်ယုံကလေးနဲ့ကိုဥစ္စာမဟုတ်တော့တချို့ဆိုရင်ဒီဥစ္စာပစ္စည်းကိုရခြင်းလို့ကိုကိုအသက်ကိုအန္တရာယ်ကိုရန်ရှာတာတောင်ရှိသေးတယ်ဟုတ်လားဒါကြောင့်ပိုင်ဆိုင်မှုရဲ့အနှစ်သာရကင်းမဲ့ပုံကိုမြင်ဖို့ဘုရားလုံးကဘာကိုထောက်ပြလဲ။ ရန်သူမျိုး၅ပါးကဖြည့်ဆည်းမယ်ဆိုရင်လွယ်လွယ်လေးပြည့်စည်နိုင်လေတဲ့အဲ့ဒါကိုဦးဇင်းကနည်းနည်းလေးပိတ်တူတွေးစရာလေးတစ်ခုပြောခြင်းသေးတယ်ကံကောင်းလုံးလို့ရှင်မင်းမင်းခိုးသူမချင်းမနဲ့တက်တော်သူရန်သူမျိုး၅ပါးကကိုယ်ပိုင်ဥစ္စာပြည့်စည်စီကိုမဖြည့်ဆည်းဘူးဆိုအောင်တောင်မှရှင်သန်မှုပြည့်စည်ပြီဆိုတဲ့အချိန်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုကလည်းပြည့်စည်တာပဲအဲ့ဒီအချက်ကိုတော့ဦးဇင်းတို့ဘယ်လိုမှရှောင်လို့မရဘူးဒါလေးကိုတေချာလေးစဉ်းစားသိခြင်း ပိုင်ဆိုင်မှုဆိုတာရှင်သန်မှုပေါ်မှာအဓိကမူတည်နေတာလူတွေကအဲ့ဒီချက်ကိုသိပြီးတော့မတွေးမိကြဘူးလို့ထင်တယ်ဆိုကြပါစို့ကိုကနောက်10နှစ်နေရင်သိမယ်ဆိုရင်ကိုရဲ့ပိုင်ဆိုင်မှုဝါဝါက10နှစ်ပဲလေဟုတ်တယ်မဟုတ်လား10နှစ်ပြီးတာနဲ့အဲ့ဒါလေးနဲ့ကိုနဲ့ဘာမှမဆိုင်တော့ဘူးကိုကတလနေရင်သိမယ်ဆိုရင်ကိုရဲ့ပိုင်ဆိုင်မှုဝါဝါကတလပဲတလပြီးတာနဲ့ပြီးပြီနားလေဖို့လိုတယ်နော်ရှင်သန်မှုပျက်စီးတာနဲ့ပိုင်ဆိုင်မှုလည်းပျက်စီးတယ် ဲ့လိုဆိုရင်ဆက်ပြီးတော့စဉ်းစားရှင်သန်မှုကဘလောက်ကြာကြာရှင်သန်ခွင့်ရလိမ့်မလဲလို့တိကျတဲ့ရေရာတဲ့သတ်မှတ်ချက်ရှိသလားရှင်သန်မှုကအမကန်ခြင်းမရှိဘူးနော်ရှင်သန်မှုအမကန်ခြင်းမရှိဘူးဆိုတာကိုစိတ်ထဲကပိုင်ပိုင်နိုင်နေနားလည်ဖို့လိုတယ်ငါရဲ့ရှင်သန်မှုဆိုတာဘလောက်ကြာကြာရှင်သန်ရလိမ့်မယ်လို့ဆိုတာဇူမမသိမြေအိုးတစ်လုံးရဲ့တက်တန်းကဘလောက်ကြာလိမ့်မယ်လို့တတ်မလို့မရသလိုပဲရှင်သန်မှုရဲ့အနေအထားကဘလောက်ကြာကြာလို့ဘယ်သူမှပြောလို့မရဘူး အဲ့လိုဆိုရင်ရှင်သန်မှုကပြောလို့မရဘူးဆိုရင် ပိုင်ဆိုင်မှုကလည်းပြောလို့မရဘူးလို့ဖြစ်သွားတာပဲရှင်သန်မှုကအမှကန်ချက်မရှိဘူးအချိန်မရပြည့်နိုင်တယ်ဆိုရင်ပိုင်ဆိုင်မှုကလည်းအမှကန်ချက်မရှိတော့ဘူးနော်နားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်ဘုရားလောင်းကပစ္စည်းဥစ္စာဆိုတာထင်လောက်ကြီးတန်ဖိုးရှိတာမဟုတ်ဘူးအကြောင်းပြချက်ကပါလေဖြည့်စည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပြည့်စည်သွားနိုင်တော့ ကယ်၍ဖြည့်ဆည်းမဲ့အရာမရှိခဲ့ဘူးဆိုအောင်တောင်မှခန္ဓာကိုယ်ပြည့်စည်ပြီဆိုတာနဲ့ပိုင်ဆိုင်မှုဝါဝါသည်ကိုယ်အတွက်တော့ပြည့်စည်သွား။အိမ်မှာတော့နေရာမပြည့်ကျန်ရင်ပဲပေါ့နော်။နားလည်ဖို့လိုတယ်ဟုတ်လား။ဒါပေမဲ့လို့တဲ့။ဟောအဲ့ဒီဒါပေမဲ့လို့လေးကစဉ်းစားရရှိ။ပစ္စည်းဥစ္စာကအနှစ်သာရမရှိဘူးလို့ဆိုညာတော်လည်းပဲ။အဲ့ဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဆွန့်လွတ်မယ်၊လှူဒန်းမယ်၊ပေးကမ်းမယ်၊ဝေမယ်၊မျှမယ်ဆိုရင်တော့အဲ့ဒီဒါနာကောင်းမှုသည်အလွန်တရာမှအနှစ်သာရရှိတဲ့တန်ဖိုးရှိတဲ့အရာဖြစ်သွားလေတဲ့။ အတွဲလိုက်လေးသူတွေးကြည့်တာနော်ပိုင်ဆိုင်မှုနဲ့စွန့်လွတ်မှုအတွဲလိုက်ကလေးသူစဉ်းစားတာပိုင်ဆိုင်မှုကအချိန်မွေးပြည့်စည်နိုင်လေဒါကြောင့်မပြည့်စည်သေးခင်မှာစွန့်လွတ်မှုကလေးဖြစ်အောင်လုပ်နိုင်ရင်အဲ့ဒီအနှစ်မရှိဘူးဆိုတဲ့ပိုင်ဆိုင်မှုတွေကအနှစ်ရှိတဲ့အရာလေးကိုရလိုက်ရရောက်သွားတယ်လို့ပြောတာဒီနေ့ပိဋကတော်တို့ကလည်းလူငယ်တွေနားလည်အောင်ပြောရမယ်ဆိုရင်ရှင်လုံမှုမပါတဲ့ပိုင်ဆိုင်မှုဒီတန်ဖိုးမရှိဘူးလို့ဒီလိုနဲ့နားလည်ဖို့ရှိတယ်။ မြေတမသိမ့်တာပဲဘယ်တော့မှမပေးဘူးဆိုရင်အဲ့ဒါဟာတန်ဖိုးမရှိဟုတ်ရလားဒါကြောင့်ပေးသက်ပေါင်းတဲ့တော်ကဒါဖရာလောင်းတွေးတဲ့ပထမအတွေးပေါ့